ဒီနေ့ဟာကျမတို့ရဲ့မြန်မာနိုင်ငံနှစ်ချင်းခရီးယာအတင်းကျုပ်ဓမ္မပညာဌာနမှာသတ်မှတ်ထားတဲ့ဓမ္မပညာကျောင်းနေဒါမှမဟုတ်ဘူးဆိုရင်အတင်းတော်ကျောင်းနေဖြစ်ပါလေယခုနေ့အတင်းကျုပ်ရဲ့ခေါင်းစဉ်ကတော့ချစ်ချင်းမြတ်တာနေပြေဝတော့အတင်းတော်ကျောင်းလို့ဆိုတဲ့အခါမှာယနေ့တားငယ်သမီးငယ်လေးများတမာကျန်းစာရွတ်ခြင်းဂုံတော်ချီးမွမ်းခြင်းဓမ္မပြတ်ဆက်များကိုပြသခြင်းတန်ကြက်များအလုံးတို့ဟာ ချစ်ချင်းမြတ်တာနဲ့ပြေဝတဲ့အတ္တတာဖြစ်ဖို့ရအတွက်ယနေ့ကျမတို့ကိုတွင်တင်လက်ရှိပါလေရှမတဲ့ခရင်ခန်းကြီး၂၀နှစ်အငယ်၃၈ကနေ၄၀မှာယေရှုကတေကြီးဘုရားခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွေးမဲ့ညာရှိသမျှနေချစ်လောဟူသောပညာတိပထမပညာဖြစ်၏ကြီးမြတ်သောပညာလည်းဖြစ်၏ထိုမှတပါး ကိုနစ်ဆက်ဆိုင်သောသူကိုကိုနစ်အမြချစ်လောဟူသောဒုတိယပြညတ်သည်ပထမပြညတ်နှင့်သဘောတူ၏ဤပြညတ်နှစ်ပါးတို့ကပြညတ်တိကျမ်းနှင့်အနာဂတ်တိကျမ်းရှိသမျှတို့၏အချုပ်အခြာဖြစ်သည်ဆိုပြီးမှနှုတ်ကပတ်တော်မှာမိန့်တော်မူခဲ့ပါလေဒီနေ့အသင်းတော်ကြောင်းဟာ ဖျားသခင်ရဲ့ချစ်ချင်းမြတ်တာအကြောင်းကိုသင်ကြားခံယူတဲ့နေရာဖြစ်ပါလေလက်တွေ့ကျင့်သုံးတဲ့နေရာလည်းဖြစ်တယ်ဖျားရဲ့မြတ်တာကိုချီးမွမ်းသောနေရာလည်းဖြစ်ပါလေဖျားရဲ့ချစ်ချင်းကိုကောင်းစွာသင်ကြားခံယူပြီးမှကျင့်ဆောင်ခြင်းဟာဖျားသခင်ရဲ့မြတ်တာ၌ ကြီးထွားသောအသက်တာကိုဖြစ်စေခဲ့ပါလေရှမတဲခရစ်ဝင်ခန်းကြီး22အငယ်39ကနေ40ကိုကြည့်တဲ့အခါမှာစုံရင်သောချစ်ချင်းမြတ်တာကိုပေါ်ပြတဲ့အခါမှာဖယားကိုချစ်ချင်းမိမိကိုကိုချစ်ချင်းကိုနစ်ဆက်ဆိုင်သောသူကိုကိုနစ်အမြချစ်ချင်းတို့ပါဝင်ပါလေစုံရင်တဲ့ချစ်ချင်းမြတ်တာရဲ့ အသက်တာကိုရှာရှိဖို့အတွက်ဖခင်ရဲ့အလိုတော်ဖြစ်တယ်ဆိုတော့တွေ့ရပါလေဒီအတွက်ကြောင့်တစ်တစ်ချက်အနေနဲ့ဖခင်သခင်ဟာချစ်ချင်းမြတ်တာဖြစ်ပါလေမာသောထရီဇာကသူပါပြောလေဆိုရင်ချစ်ချင်းမြတ်တာငတ်မှုခြင်းဟာအစာငတ်မှုခြင်းတဲ့ ပုံပြီးမှဆိုးတယ်လို့ဆိုထားပါလေလူတိုင်းအစဉ်တိုင်းကြီးထွားဖို့အတွက်လူတိုင်းကောင်းမွန်စွာကြီးထွားဖို့အတွက်ချစ်ချင်းမေတ္တာဟာအလွန်ပင်အရေးကြီးတယ်ဆိုတာတွေ့ရပါလေဒါကြောင့်အတင်းတော်ကြောင်းဟာလူတိုင်းဖရာရဲ့မေတ္တာ၌ကြီးထွားဖို့ရန်ပြုစုပျိုးထောင်ရနေရာဖြစ်ပါလေတမန်ကျမ်းစာထဲမှာ ဖယားသခင်ရဲ့ချစ်ခြင်းမြတ်တာကြီးမားနဲ့ဆိုင်တဲ့အကြောင်းကိုဟိုးကျမတို့ရင်ခွင်ပတ်အရွယ်ကလေးကနေပြီးမှသိနာလေဖို့ရသင်ကြားပေးဖို့အထူးပဲလိုအပ်တယ်ဆိုတော့တွေ့ရပါမယ်။တိရောအခန်းကြီးတဲ့အငယ်လေးကနေရှစ်ပုံကြည့်တဲ့အခါမှာဖယားသခင်ကချစ်ချင်းချစ်တယ်လို့ပြောပြတယ်။ဖယားသခင်ဟာ ချစ်ချင်းမေတ္တာဖြစ်တယ်လို့ဆိုထားပါတယ်ချစ်ချင်းမေတ္တာဖြစ်တယ်ဆိုတဲ့စကလုံးဟာအလွန်ပြီးရိုးစင်းတဲ့စကလုံးဖြစ်တယ်ဒါပေမဲ့အဲ့ဒီချစ်ချင်းမေတ္တာဆိုတဲ့စကလုံးမှာလေးနဲ့တဲ့အတိတ်တွေပါရင်ဆိုတော့တွေ့ရပါလေခုနောက်ပေါ်ပြတဲ့တိရောအခန်းကြီးတအငယ်လေးကနေရှစ်ကိုကြည့်တဲ့အခါမှာဖျားသခင်ဟာကျမတို့ကိုကျွန်တော်တို့ကို ချစ်တယ် God love me နောက်တစ်ချက်ကဖခင်သခင်ဒီသင်ကိုချစ်တယ် God love you နောက်တစ်ချက်ကဖခင်သခင်ဒီလူသားအားလုံးကိုချစ်တယ် God love all လို့ဆုထားပါတယ်အဲ့ဒီချစ်ခြင်းမေတ္တာမှာဖခင်သခင်ကမိမိရဲ့သားသမီးတွေကိုဂရုစိုက်တဲ့ဖခင်ဖြစ်တယ်ခေါ်အားတကူနဲ့ ြည့်ဝစီသည်ဝမ်းမြောက်ပျော်ရွှင်မှုကိုလေဖြစ်စီရေမျော်လင့်ခြင်းကိုလေဖြစ်စီရေလုံခြုံမှုကိုလေဖြစ်စီရေအတ္တတာမှာခိုင်မာမှုကိုလေဖြစ်စီပါလေဖခင်ရဲ့မြတ်တာကိုယနေ့ကျွန်တော်တို့ကျမတို့ခံယူလိုက်တဲ့အခါမှာကျွန်တော်ကျမရဲ့အတ္တတာမှာခွန်အား တကူနဲ့ပြေဝလာမှာဖြစ်ပါလေမဟာဓမ္မဂန္ဒီကသူပြောလေဆိုတော့အချစ်ရှိတဲ့နေရာမှာအသက်ရှိတယ်လို့ပေါ်ပြထားပါလေယောသုံးစချောင်းခရီးသခင်ဟာချစ်တဲ့အတွက်ကြောင့်ဆုံးရှုံးခြင်းတို့မရဖို့ရန်ကဲတင်နေလို့ဆုထားပါလေခရစ်တော်လူစားဒီကိုခံယူခြင်းဟာ ကြီးမားသောမေတ္တာကိုဟောပြခြင်းဖြစ်ပါတယ်။ဘုရားသခင်လောကကိုချစ်တဲ့အကျွဲ့အတွက်ကြောင့်လို့ဆိုတဲ့အခါမှာဘုရားရဲ့ချစ်ခြင်းမေတ္တာဟာလူသားအားလုံးပေါင်းဝင်နေ။ဘုရားရဲ့ချစ်ခြင်းမေတ္တာမှာဖန်ဆင်းခြင်းအားလုံးပေါင်းဝင်နေဆိုတော့တွေ့ရပါလေ။ ယောနစက်တဲ့အငယ်15ကနေ16ကိုကြည့်ရခါမှာခရစ်တော်ကပေတရုကိုမေးဗာမေးလေဆိုတော့ပေတရုတဲ့နေဟာငါ့ကိုချစ်တလားအဲ့ခါမှာပေတရုကဖြေတယ်ချစ်တယ်အရှင်သခင်အရှင်ကိုချစ်တယ်လို့ဖြေပါတယ်အဲ့ခါမှာသခင်ကဗာပြောလေပထမနှစ်ချိန်မှာတော့ မင်းငါကိုချစ်မယ်ဆိုရင်ငါရဲ့တိုးတွေကိုကျွေးမွေးပါလို့ပြောခဲ့ပါတယ်။နောက်တစ်ချိန်မှာတော့သခင်ကပေတရုကိုပြောလေငါရဲ့တိုးကိုထိမ့်ပါပထမတစ်ခုကပြုစုဖို့ရပြောတယ်ဒုတိယတစ်ခုကထိမ့်ဖို့ရအတွက်ပြောပါလေမတဲခန်းကြီး74အငယ်74ကိုကြည့်တဲ့အခါမှာကုသပေးပါလေ တခင်ဟာလူတွေကိုတွေ့တဲ့အခါမှာတနာတော်စိတ်ရှိတယ်လို့ဆိုထားပါတယ်။အဲ့ဒီတနာတော်စိတ်ဟာဖခင်ရဲ့ချစ်ခြင်းကိုပြတယ်။ခရစ်တော်ဟာအဲ့ဒီတနာခြင်းကြောင့်လူတွေခံစားနေရတဲ့ယောဂဝေဒနာအလုံးကိုကုသပေးခြင်းဖြစ်တယ်ဆိုတော့တွေ့ရပါတယ်။ လူကာခန်းကြီး15အငယ်27ကနေ38ကိုကြည့်တဲ့အခါမှာခွင့်လွတ်တယ်ဆိုတာတွေ့ရတယ်။အဲ့ခွင့်လွတ်ခြင်းဆိုတဲ့အကြောင်းကိုစိုးမိုက်တဲ့အလွန်စိုးမိုက်ပြီးမှမိပါရှိကအမွေဥစ္စာရတဲ့ရထိုက်တဲ့အမွေဥစ္စာကိုတောင်းယူသွားတဲ့တာဇုံနဲ့ကြီးမာသောချစ်ခြင်းမေတ္တာနဲ့ပြည့်ဝတဲ့ဖခင်ရဲ့မေတ္တာခွင့်လွတ်ခြင်းနဲ့ ြန်လည်ပြီးမှနိုင်ရှင်ပြီးမှပေါ်ပြထားတာကိုလည်းတွေ့ရပါတယ်။တက်ကောအခန်းကြီး73အငယ်9မှာတော့ကွယ်ကာပေးတယ်။ဖျားရှင်ကကျွန်တော်ကျမတို့လူတွေကိုချစ်တဲ့အတွက်ကြောင့်ကွယ်ကာပေးပါလေ။မြစ်တာအကြောင်းကိုဟောပြတဲ့အခါမှာခတ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏လို့ဆိုတယ်။ဒီအတွက်ကြောင့်ချစ်ချင်းမြစ်တာဟာ ကွယ်ကပေးတယ်ဆိုတော့ပြောရတာလေဖယားသခင်ဟာကျမတို့ရဲ့ကဘာကြီးပျက်စီးခြင်းမှာကယ်တင်ဖို့ရတဲ့ဖြစ်တယ်ဖယားရဲ့ချစ်ခြင်းမြတ်တာမှာ မေတ္တာငတ်နေတဲ့သူများကိုမေတ္တာပေးဖို့ရံတဲ့ဖြစ်တယ်။နာကျင်မှုအမျိုးမျိုးခံစားနေရတဲ့သူတွေကိုကုသပေးဖို့ရံဖြစ်တယ်။ညှော်လင့်ခြင်းကိမဲ့နေတဲ့သူတွေကိုညှော်လင့်ခြင်းပေးတဲ့အရှင်ဖြစ်တယ်ဆိုတော့တွေ့ရပါလေ။ ။နှစ်တစ်ချက်အနေနဲ့ဖျားသခင်ကိုယနေ့ကျွန်တော်ကျမတို့လူသားဖက်ကနေပြုတ်ပေးရမယ့်အရာတွေ့ရပါလေ။အဲ့ဒီအရာကပါလေ။ဖျားသခင်ကိုစိတ်နှလုံးအကျွင်းမဲ့ရှိရမယ်ဆိုတော့တွေ့ရပါလေ။ဖျားရဲ့ချစ်ခြင်းမြတ်တာကိုနားလေခြင်းဟာအတ္တတာအတွက်အလိုပင်အရေးကြီးပါလေ။ဖျားရဲ့မြတ်တာကိုယနေ့ကျွန်တော်ကျမတို့ တံကိုထပ်တတ်ဖို့ရန်အတွက်အလွန်လေးအရေးကြီးပါလေ။ယောရှုအခန်းကြီး23အငယ်17ကိုကြည့်တဲ့အခါမှာဣသရေလလူမျိုးတွေအကြက်အတဲအမျိုးမျိုးနဲ့သူတို့ဟာယဉ်ဆိုင်နေခဲ့ရတယ်။အဲ့လိုအကြက်တဲနဲ့ယဉ်ဆိုင်နေရတဲ့အခါမှာသူတို့နဲ့အတူဖျားရှင်ကဆောင်မရဲ့ ကူညီလက်ရှိတယ်ဆိုတော့ကိုယနေ့ကျမတို့တွေ့ရပါတယ်။နောက်တစ်ချက်မှာဣတရေလလူမျိုးများလွတ်မြောက်ဖို့ရအတွက်ဗဒိန်မြင်ပြုတဲ့အခါတိုင်းပေါ့နော်။အဲ့မှာဖျားသခင်ကဂတိတည်စွာဖြင့်သူတို့နဲ့အတူရှိပြီးမှပြုပေးခဲ့တယ်ဆိုတော့လည်းတွေ့ရပါတယ်။အဲ့ဒီအတွက်ကြောင့်လူမျိုးတော်တွေဖျားကိုချစ်ဖို့ရန် လူမျိုးတော်တွေဖခင်ကိုစိတ်နှလုံးကျွေးမဲ့ချစ်ဖို့ရန်အတွက်ပြန်လည်ပြီးမှတုန်တင်ထားတာကိုတွေ့ရပါတယ်။မဿဲခန်းကြီး20နဲ့အငယ်30နှစ်မှခုနှစ်မှာဖခင်သခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ညာရှိသမျှနှင့်ချစ်လို့လို့ဆိုတဲ့အခါမှာဖခင်ရဲ့စိတ်နှလုံးကိုယနေ့ကျွန်တော်ကျမတို့ရရှိဖို့ရန်နေဖခင်ရဲ့စိတ်နှလုံးနဲ့ တူထမ်းမြတ်ဖြစ်ဖို့ရအတွက်လိုအပ်တယ်ဆိုတာကိုပြန်လည်ပြီးမှတွေ့နေရပါလေ။သုံးတစ်ချက်အနေနဲ့မိမိကိုယ်ကိုမံကန်စွာချစ်တတ်ဖို့ရအတွက်လိုအပ်ပါလေ။မတဲခန်းကြီး၂၀နှစ်အငယ်39မှာကိုနစ်ဆက်ဆိုင်သောသူကိုကိုနစ်အမြတ်ချစ်လို့ဆိုတဲ့သခင်ယေရှုရဲ့စကားဖြစ်ပါတယ်။ကိုကိုကိုချစ်ခြင်းဟာ အလွန်ပြီးလိုအပ်တဲ့အရာဖြစ်တယ်ဆိုတာတွေ့ရတယ်။တခါတရံကျမတို့လူသားတွေကိုကိုကိုမချစ်တဲ့အတွက်ကြောင့်စိတ်ဆိုးတဲ့အခါမှာကိုကိုကိုထုတယ်၊ကိုကိုကိုခါရရိုက်တယ်၊ကိုကိုကိုပြန်ပြီးမှအော်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မလို့ယေရှုခရစ်တော်ရဲ့စကားကကိုကိုကိုချစ်ခြင်းဟာ လောကကြီးမှာလိုအပ်သောအရာဖြစ်တယ်ဆိုတာကိုဟောပြပါလေကိုကိုကိုမံကန်စွာချစ်တတ်ဖို့ရန်အတွက်လေလိုအပ်ပါလေနိတိခန်းကြီးသုံးအငယ်တက်ကနေကိုမှာမာရင်သောနီလန်းဖြစ်မိမိကိုကိုမိမိချစ်တဲ့အကြောင်းကိုပြန်လည်ပြီးမှတွေ့ရပါလေတခါတရံကျမတို့လူသားတွေမာရွေးနဲ့ချစ်ခြင်းကပါပဲငွေကိုတက်ပခြင်း ကျွန်မတို့ငွေရရင်နီးကောင်းတဲ့နီလာဖြစ်စေမကောင်းတဲ့နီလာဖြစ်စေငွေရရင်ပြီးရောဆိုတဲ့အရာတစ်ခုတည်းနဲ့စူးစားပြီးမှရုန်းကန်လှုပ်ရှားတာတွေ့ရတယ်။နောက်တစ်ချက်ကဝါကြွားတတ်တယ်။ထောင်လွားတတ်တယ်။သူများရဲ့အသရေကိုရှုတ်ချတတ်တယ်။တတိပေးခြင်းကိုနာမခံတတ်ဘူး။မာနနဲ့ရစ်မှုတွေကာမဂုဏ်ကိုနှစ်တတ်တယ်။ ခရဝုဏ္ဏမွေလိုခြင်းကိုမြင်ပေတယ်ဒါကတော့မာရင်တော်လီလာအဖြစ်ကိုကိုကိုချစ်ခြင်းပဲဖြစ်ပါလေမိမိကိုကိုချစ်ခြင်းဟာပါလေမိမိကိုကိုအကောင်းဆုံးဆောင်လျှောက်ပါလေဖြစ်ဖြိုးတိုးတက်ဖို့ရန်အတွက်ကြိုးစားပြီးမှလှုပ်ဆောင်ပါလေ ုဂ္ဂိုလ်ကိုကာကွယ်တယ်မကောင်းတဲ့အရာတွေကိုရှောင်နေနောက်တစ်ချက်ကတံပိုးထားတတ်ခြင်းပဲဖြစ်ပါလေဒါကတော့ပုဂ္ဂိုလ်ကိုချစ်တဲ့သူရဲ့အတ္တသာလက်လျှောက်ရမယ်လက်လျှောက်ကြတဲ့အတ္တသာပဲဖြစ်ပါလေအတ္တနဲ့တကူကောင်းဆန်နေခြင်းဟာပုဂ္ဂိုလ်ကိုဖြစ်စည်းစီယုံမကဘူးအခြားသောသူများကိုလည်းဖြစ်စည်းစီနေဆိုတော့ ကျမတို့တွေ့ရပါလေ။နမလေးအချက်အနေနဲ့ကိုနစ်ဆက်ဆိုင်သောသူကိုကိုနစ်အမြချစ်ရော။ကိုနစ်ဆက်ဆိုင်သောသူဟာဘယ်သူလဲ။အကူအညီလိုအပ်တဲ့အိမ်နီးနားချင်းဟာကိုနစ်ဆက်ဆိုင်သောသူဖြစ်တယ်။အလွန်ဒုက္ခရောက်နေတဲ့သူဟာကိုနစ်ဆက်ဆိုင်သောသူဖြစ်တယ်။ ဒုက္ခဝဲပြင်းမှာရှိနေတဲ့သူဟာလေကိုယ်နဲ့ဆက်ဆိုင်တော်သူဖြစ်တယ်။လူမျိုးအချင်းချင်းဟာလေကိုယ်နဲ့ဆက်ဆိုင်တော်သူဖြစ်တယ်။မိမိအိမ်၌တဲကိုယ်ရဲ့ဧည့်သည်ဟာလေကိုယ်နဲ့ဆက်ဆိုင်တော်သူဖြစ်တယ်။မိမိရဲ့အိမ်နီးနာချင်းဟာလေကျမတို့နဲ့ဆက်ဆိုင်တော်သူဖြစ်ပါလေ။ဒီနေ့ကျမတို့နဲ့ဆက်ဆိုင်တဲ့သူကိုဘယ်လိုချစ်ရမလဲ။ မေတ္တာကရုဏာစိတ်ထားခြင်းအဲ့တဲ့ဝတ်ကိုကြိုးစား၍ပြုခြင်းကိုနစ်ဆက်ဆိုင်သောသူရဲ့အကျိုးကိုဆောင်ရွက်ပေးခြင်းအချင်းချင်းမကန်သောစကားကိုပြောဆိုခြင်းပဲဖြစ်ပါလေ Mother Teresa ကသူကပြောလေမြင့်တက်ခြင်းဤအတိဟာဆုတောင်းခြင်း ဆုတောင်းခြင်းရဲ့အတီးကယုံကြည်ခြင်းယုံကြည်ခြင်းရဲ့အတီးကချစ်ခြင်းမေတ္တာချစ်ခြင်းမေတ္တာရဲ့အတီးကအစေခံခြင်းအစေခံခြင်းရဲ့အတီးကငြိမ်းချမ်းခြင်းဖြစ်တယ်လို့ဆိုထားပါတယ်အဲ့ဒီအတွက်ကြောင့်ယနေ့ယုံကြည်သူသားသမီးတိုင်းချစ်ခြင်းမေတ္တာရဲ့အသီးကိုပြီးဖို့ရန်အတွက် လိုအပ်ပါလေအဲ့ဒီချစ်ချင်းမြတ်တာရဲ့အသီးဟာထတ်စီ၍အစေခံခြင်းအသီးကိုလေသီးစီပါလေထိုအစေခံခြင်းဟာငြိမ်းချမ်းခြင်းကိုလေချစ်စီပါလေဂလာတိခန်းကြီးငါငယ်၂၂မှာချစ်ချင်းမြတ်တာဟာဝိညာဉ်အသီးရဲ့အဦးဆုံးသောအတိဖြစ်တယ်လို့လည်းဆိုထားပါတယ် ချစ်ချင်းမြတ်တာတာလီကဘာကြီးကိုငြင်းချမ်းခြင်းကိုဆောင်ယူနိုင်ပါလေဒီတကြောင်ဏိဂုံးချုပ်အာဖြင့်ယနေ့ကျွန်တော်ကျမတို့အသိတော်ကြောင့်ဒီခရစ်တော်ဟောပြတော်ဆုံးလင်တော်မြတ်တာကိုကဘာကြီးမှာတည်စီဖို့ရန်ကြိုးစားလှုပ်ဆောင်ရမှာဖြစ်ပါလေ Saint Teresa of Avila ကသူပါပြောလေဆိုရင် ချစ်ချင်းမြတ်တာတည်တာလေအရာအားလုံးကိုထိုက်တန်ခြင်းကိုဖြစ်စေတယ်ဒါကြောင့်လို့ဖခင်ကိုချစ်တော်သူတည်ဖခင်ရဲ့ချစ်ချင်းမြတ်တာနဲ့တည်ဝတဲ့သူဖြစ်ပြီးမှမိမိကိုယ်ကိုတန်ဖိုးထားချစ်ပြီးမှသူများကိုလည်းတန်ဖိုးထားချစ်ခြင်းဖြင့် စုံလင်သောချစ်ချင်းမြတ်တာကိုရရှိပြီးဖခင်ရဲ့အလိုတော်ရှိတော်အမှုကိုလွတ်ဆောင်နိုင်မှာဖြစ်ပါလေ။ယနေ့ကြားရောက်လာသောသားသမီးမိသားစုဝင်များအားလုံးချစ်ချင်းမြတ်တာနဲ့ပြည့်ဝသောမိသားစုဝင်များဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါလေ။ယေရှုတော်ကိုယ်တော် မဲတော်ဘုရားရှင်ထံတော်ပါမနဲ့နေသောချစ်ချင်းမြတ်တာတော်သာတော်တခင်ယေရှုဘုရားထံတော်ပါမရေနုကဲ့တင်တော်မူခဲ့သော မဟာကျေးဇူးတော်သက်ရှင်သောဝိညာဉ်တော်ဘုရားရဲ့လမ်းပြသွန်တဲ့မိထားဖွဲ့ခြင်းဒေါံပါတသုထရာရှင်ဘုရားတခင်ထံတော်ပါမငြိမ့်တဲ့ငြိမ်ချမ်းကြမ်းမှချမ်းသာဝမ်းမြောက်ပျော်ရွှင်ခြင်းနဲ့အထက်တာရဲ့စွတ်တောင်းချက်များပြေဝဆွန်နေခြင်း ချစ်ချင်းမေတ္တာနဲ့ပြုဝတော့အသိန်းတော်မြို့ဒေတာနိုင်ငံကဘာကြီးအပေါ်မှာတလကောင်လိမ့်ကြလာချတော့ဓမ္မမိတ်ရှင်အကြီးငယ်ကျွန်တော်ဓမ္မတယောက်စီတိုင်းနဲ့မလာမြတ်နဲ့ကြတော့မိသားစုဝင်များအကန္နရှိကြကုန်တော့ကဘာလူကဘာရမတယောက်စီတိုင်းတို့ပေါ်ယခုမှစကာလဆင်ဆက်သာရသရှိလေ ဆက်ရောက်တည်နေပါစေတော့အာမင်